ဒါကအရေးကြီးတဲ့သတင်းတစ်ခုနော် American နိုင်ငံမှာဒုက္ခသည်ဖြစ်ရာယီခိုလုံခွင့်ရနေတဲ့မြမတွေကို American အစိုးရကနေပြီးတော့ termination ပေါ့ဟိုပြန်ပို့ဖို့စဉ်းစားလိုက်ပါပြီ temporary protective status ဆိုတာအရင်အရေးပေါ်ပေါ့ခိတ္တကာကွယ်ထားတာဒါမြန်မာ Burma refugee တွေအတွက်ပေါ့ ATPS နဲ့နေကြတဲ့ဒီနိုင်ငံခြားနိုင်ငံတွေကဟို ခိုးလုံးခွင့်ဆိုရင်ခိတတော့ပေးတယ်ဒါပေမဲ့အခုကျတော့စစ်ဆေးလက်တဲ့ခါကျတော့သူတို့ကိုမြန်မာပြည်ပြန်ပို့ဖို့ပြောလိုက်ပြီဘာကြောင့်ဆိုတော့ဒီ November 25th 2025ဒီနေ့အစပြီးသူတို့ကိုခေါ်လုံခွင့်မပေးတော့ပါဘူးအဲ့တော့ဒီ DHS for Department of Homeland Security ကပြောတာ it is determined that Burma no longer continues to meet the conditions for designation for DPS သူတို့ရဲ့လိုအပ်တဲ့အခြေခံအချက်လက်တွေမပြည့်စုံတဲ့အတွက်ကြောင့်မို့မြန်မာ refugee တွေကိုတဲ့ November 25ရက်နေ့ကနေအဆုံးတက်လိုက်ပါပြီတဲ့လက်မခံတော့ပါဘူးတဲ့ဒါပေမဲ့လည်း November 25ရက်ကနေပြီးတော့အရက်60ကိုတော့သူတို့က transition body ကြားထဲမှာကုကုပြောင်းရေးကာလ သတ်မှတ်ထားတယ်အဲ့တော့အဲ့အတွက်ကြောင့်မို့ရက်60ဆိုတော့သူတို့ January 26နဲ့2026ထိတော့နေလို့ရသေးတယ်အဲ့အဲ့အချိန်မှာသူတို့ဒီလူတွေကဒီရက်60အတွင်းမှာ work authorized ပေါ့အလုပ်ရှိတဲ့အလုပ်ရှိတဲ့လူတွေကနေလို့ရတယ်เนาะတချို့တွေက EAD ဆိုတာဟို authorization ပေါ့အလုပ်အလုပ်ကနေပြီးတော့အလုပ်ရှိနေတယ်ဆိုရင်တော့ automatic ပဲ January 26ရက်နေ့အထိပေါ့ဟိုနေလို့ရတယ်အဲ့ဒါဆိုရင်အဲ့ category codes က A12 or C19 အဲ့ code အဥပဒေအတိုင်းနေလို့ရတယ်အဲ့တော့အဲ့အတွက်ကြောင့်မလို့အဲ့လိုပြောလိုက်တော့ ဟိုမှာရှိနေတဲ့လူတွေပေါ့နော်အဲ့လို့ရှိရင်တော့ရဲ60နေလို့ရတယ်အလုံးမရှိတဲ့လူကတော့ချက်ချင်းပြန်ပေါ့ဗမာပြည်ကိုနော်သူရကြတော့လေရဲ60ပြီးလို့ရှိရင်ဘယ်လိုလုပ်ကြအောင်လဲမသိဘူးအလုံးရှိတဲ့လူကတော့အဲ့တော့ဟိုလူတွေရတယ်ပွဲလို့ရိုက်ကုန်တာပေါ့တချို့တွေက AAJC ဆိုတာ Asian American Justice AA အဖွဲ့ကပြောတာအဲ့ဒါဆိုရင်မဖြစ်ဘူးတဲ့ဗမာပြည်ကအရန် dangerous ဖြစ်နေတာတဲ့အဲ့ဒါဟို ူတွေလည်းတဲ့ခါတဲ့စစ်ပြေးထုတ်စစ်ပြေးနေရတယ်တဲ့ဟိုတိုင်းရင်းသားတွေနဲ့လည်းတဲ့ရန်ဖြစ်နေတယ်တဲ့အဲ့ဒီခါတဲ့ violence တွေရှိနေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ရက်60ပဲပေးတာတဲ့အင်မတန်ရက်ဆက်တယ်တဲ့ပြောတယ်တချို့ human right ပေါ့လူအခွင့်ရေးရတယ်ပြောတော့အေးနဲ့စိုးရိမ်နေတဲ့ဟိုဒီဟိုတိုင်းပြည်ကမြန်မာပြည်ရတဲ့မတီမငိမ်ဖြစ်နေတဲ့နေရာအယူကိုသူတို့ပြန်သွားမှာဆိုစိုးရိမ်နေပေါ့ အဲ့တော့ Department of DHS ကဘာပြောလဲဆိုတော့ justify ပေါ့သူတို့ပြောတာ ဟဲ့တဲ့ဘယ်အားမှာလဲတဲ့မြန်မာပြည်အားတဲ့ improve ဖြစ်နေပါပြီတဲ့เนาะဟိုတရားဥပဒေစိုးမိုးရေးလည်းရှိတယ်တဲ့အုတ်ချုပ်တာလည်းငြိမ်နေတယ် stable ဖြစ်နေတဲ့နိုင်ငံ ဖြစ်တယ်တဲ့ပြီးလို့ရှိရင် local services တွေလည်းရှိတယ်ပေါ့ကျမတို့ဆိုလည်းရန်ကုန်မြို့ပါအကုန်နေပြည်တော်မန္တလေးအကုန်လေတောင်ကြီးဆိုလည်းပွဲတော်ကြီးမှာကျင်းပနေတာပေါ့နော်အဲ့တော့ပြီး reconciliation efforts တို့တွေလည်းဒီတိုင်းရင်းသားလက်နဲ့ kait နေနဲ့ပြန်ပြီးတော့ဟိုပြန်ပြီးတော့စီတိုက်နေတယ်စီယုံနေတယ်လုံနေတော့တဲ့ငြိမ်နေတဲ့ပြန်သွားဘာမှမဖြစ်ဘူးတဲ့သူတို့တိုင်းပြည်ပြန်သွားတဲ့နောက်ပြီးလို့ရှိရင်တဲ့ ဒီဒီဒီလူတွေကိုဆက်ထားလိုက်ထို့ရှိလို့ရှိရင်အဲ့ဒီ secretary homeland security က chris noan ပြငါတို့ရဲ့ us national interest ငါတို့ american နိုင်ငံရဲ့အကျိုးအကျိုးပေါ့ national interest အကျိုးအတွက်ကို မရှိတဲ့အတွက်တဲ့မထားနိုင်ဘူးတဲ့နော်အဲ့တော့အခုဆိုလို့ရှိရင် tps နဲ့နေတဲ့နေတဲ့မြန်မာလူတွေက3900နဲ့4000 ်4000ရှိတယ်ဟိုရက်ကပြေးသွားတဲ့လူတွေ4000လောက်ရှိတယ်တဲ့ပြီးလို့ရှင်နောက်ပြီးတော့တချို့ကလည်း200လောက် ATPS ရှောက်ထားတဲ့လူကလည်း200လောက်ရှိတယ် November လလယ်မှာเนาะအဲ့တော့ အဲ့ဟာဘာဖြစ်လို့ DPS သူတို့ဖြစ်တာဆို2021စစ်တပ်အနာသိနေပေါ့2021ကုတူကအိမ်မှာနိုင်ငံရေးမတည်ငြိမ်ဖြစ်တဲ့အချိန်မှာလာပြီးတော့ရုတ်တရက်ပေါ့နော် DPS ကို May 2021 ကပေးလိုက်တာပေါ့အဲ့တော့အခုမကြာမီသူတို့က extend လုပ်လုပ်လာတာရက်တိုးလာတာ March 20 24မှာ16လ16လတိုးလိုက်တဲ့အခါကျတော့နေ26 24ကနေပြီး November 25 25ဆိုဒီနေ့မှာကုန်သွားပြီเนาะအဲ့တော့အဲ့ဒါဘာဖြစ်မလဲဘာဖြစ်မလဲဆိုရင်ဘာလုပ်ရမလဲအဲ့လူတွေကပြီးရင်ဘာဆောင်ကြည့်ရမလဲဆိုရင်အဲ့ DPS နဲ့နေနေတဲ့လူတွေက immigration lawyer ပေါ်ရှေ့နေဦးတိုင်ပင်ပါတဲ့အဲ့တော့ဘာကြောင့်ဆိုတော့တဲ့ ဟိုဒီဒီရက်60ပြီးရင်ဘာဖြစ်မလဲဆိုတာရှေးနေကိုတိုင်ပြင်းနဲ့နောက်ပြီးလို့ရှိရင်အဲ့လူတွေရပေါ့တခြားတခြား forms of immigration relief ပေါ့တခြားဟာ asylum နိုင်ငံရေးခေါ်လုံခြင်းရမလား refugee status TPS မဟုတ်ဘူးယာယီမဟုတ်ဘဲနဲ့လုံးဝ refugee status ရမလားတခြား visa တွေပေါ့တချို့တွေဆိုတော့အမျိုးတွေပါတွေရှိတာတို့အဲ့လိုမျိုးတချို့တွေကလည်း စပွန်ဆာတွေရှိရင်လည်းရမှာပေါ့အဲ့လိုတခြားနီးတွေရှာကြတဲ့ဒီရက်60အတွင်း TPS ပြီးရင်တခြားဘယ်နီးနဲ့နေလို့ရအောင်လည်းရှာကြเนาะအဲ့တော့ဟို ကျန်တဲ့လူတွေကတော့ civil society တို့ legal တခြားအဖွဲ့တွေကတော့ဟိုသူအစိုးရကိုတောင်းဆိုပေးมาပေါ့เนาะ terminate မလုပ်ပါနဲ့ဆိုပြီးတော့တိုးပါလို့ပြောဒါပေမဲ့လေဒါတွေကတော့အခက်ခဲတွေတော့ရှိအောင်มาပေါ့เนาะအဲ့တော့အဲ့အတွက်ကြောင့်မို့လို့ဟိုအဲ့ DPS နဲ့နေတဲ့လူတွေပေါ့ ပြန်မလာချင်ရင်တော့တခြားနည်းတွေရှာကြပေါ့သမို့ရင်လည်းပြန်လာကြပါဒီမှာလည်းအေးချမ်းပါတယ်ရွေးကောက်ပွဲပြီးရင်အေးချမ်းပါတယ်လို့ပြောပြပြောပြကျင်တာပါเนาะ